မိမိလောင်နိုင်တဲ့ကဘာရှားပါတော့တစ်လေးမျိုးပြိတ္တများအားလုံးပဲမင်္ဂလာပါကဘာလွားကထူးခြားစံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့ပြီးပြီးတော့ channel ကနေကြိုးဆိုပါရယ်တစ်သားတွေဟာတဘာဝရမိလောင်နိုင်ပေမဲ့အချို့မျိုးစိတ်တွေဟာတိတိတတ်တာမိခံနိုင်ရေရှိပါရယ်ဓာတ်တွေကကြမ်းတမ်းမှုမြင်မာမှုအရေးပမာဏများမှုနဲ့တဘာဝဓာတ်ုပစ္စည်းတွေကြောင့်မိပွားမှုနေကွေးစေပါရယ်ဒီနေ့ဗီဒီယိုမှာတော့ကဘာမှာနာမည်ကြီးမိခံနိုင်ရေရှိတဲ့တစ်သားလေးမျိုးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရယ် နံပါတ်1ဝတ္တချအုပ်ဝတ္တချသားမိခန္ဓာရရှိတဲ့တစ်သားတွေထဲမှာထိတ်တန်းနေရမှာရှိပါတယ်ဒီတစ်သားဟာကြမ်းတမ်းမှု density မြင်ပါပြီမီးလောင်နှုံးကိုနေကွေးစေပါတယ်ဝတ္တချမှာသဘာဝရေထဲပါဝင်မှုများတာကြောင့်မီးကလွယ်လွယ်နဲ့မဖြတ်တန်းနိုင်ပါဘူးဝတ္တချသားကိုမြောက်အမေရိကဥရောပနဲ့အာရှရဲ့အချို့ဒေသတွေမှာတွေ့ရပါတယ်ဒီတစ်သားကိုအိမ်ဆောက်လို့ရေးပရိဘောကထုတ်လို့ရင်းနဲ့ကြမ်းကင်းတွေမှာအသုံးများပါတယ်ဝတ္တချရဲ့မိခန္ဓာရေကမျိုးစားပေါ်မူတည်ပြီးကွဲပြားပါတယ် ဥမာဝတ္တိချအဖြူကဝတ္တိချအနီးထက်ပိုပြီးမီးခံနိုင်ပါတယ်။ပြင်ပမှာအသုံးပြုရင်နောက်ထပ်မီးခံကာကွယ်မှု fire redundant coating လိုအပ်နိုင်ပါတယ်။ဝတ္တိချဟာသဘာဝအလှတရားနဲ့ခိုင်ခန့်မှုကြောင့်အိမ်တွင်းအလှဆီယံမှာလူကြိုက်များပါတယ်။မီးဘေးကာကွယ်ရေးအတွက်ဝတ္တိချကိုအသုံးပြုရင်မီးလောင်မှုကိုနှိပ်ကွေးစေပြီးဘေးကင်းမှုကိုတိုးမြှင့်ပေးနိုင်ပါတယ်။နံပါတ်၄စီဒါစီဒါတစ်သားဟာသဘာဝဓာတုပစ္စည်းတွေကြောင့်မီးခံနိုင်ရည်ရှိတဲ့တစ်သားတစ်မျိုးပါ။ ီသားမှာပါဝင်တဲ့တဘာဝစီဓာတ်တွေကမီးလောင်ကျွမ်းမှုကိုနှေးကွေးစေပါတယ်ဒီသစ်သားဟာမြောက်အမေရိကကနေဒါနဲ့လက်ဗနွန်လိုဒေသတွေမှာအဓိကတွေ့ရပါတယ်စီသားကိုအိမ်ပြင်ပတ်နေရန်တွေခေါင်မိုးတွေနဲ့ပရိဘောဂတွေမှာအသုံးပြုကြပါတယ်စီသားရဲ့ကြမ်းတမ်းမှုနဲ့ရေဆိုးခံနိုင်မှုကမီးခံနိုင်ရည်ကိုပုံမကောင်းမွန်စေပါတယ်အထူးသဖြင့်အနောက်စီသားကမီးခံနိုင်ရည်မှာထူးခြားပါတယ်ဒါပေမဲ့စီသားကိုပြင်ပမှာအသုံးပြုရင်မီးခံစေတုတ်တာတွေလုံးဖို့လိုအပ်နိုင်ပါတယ်စီသားဟာအနံ့သင်းပြန်ပြီး အိမ်တွင်းလှဆင်ရမှာလူကြိုက်များပါတယ်ဒီတစ်သားကမီးလောင်ရင်လည်းအစိတ်တန်းဝင်နည်းနည်းပဲထွက်တာကြောင့်ဘေးကင်းပါတယ်နံပါတ်3တစ်နီ redwood တစ်နီသားဟာမီးခံနိုင်ရတဲ့နာမည်ကြီးတဲ့တစ်သားတစ်မျိုးပါဒီတစ်သားဟာကယ်လီဖိုးနီးယားကတစ်နီပင်တစ်တော်တွေကနေအဓိကရရှိပါတယ်တစ်နီမှာတဘာဝရေတဲ့ပတ်ဝန်းမှုမြန်မာပြည်ဒါကမီးလောင်ကျွမ်းမှုကိုနှိပ်ကွေးစေပါတယ်တစ်နီရဲ့ကြမ်းတမ်းမှုကမီးကိုဖျက်တမ်းဖို့ခက်ခဲစေပါတယ်ဒီတစ်သားကိုအိမ်ပြင်ပတ်နေရန်တွေကျန်းကင်းနေတဲ့အစာဦးတိဆောက်ရမှာအသုံးပြုကြပါတယ် တင့်နီယာသဘာဝအလှတရားနဲ့တာရှည်ခံမှုကြောင့်စောက်လို့ရင်းမှာလူကြိုက်များပါတယ်။ဒါပေမဲ့တင့်နီကိုပြင်ပမှာအသုံးပြုရင်မိခန့်ဆေးတုတ်တာလိုအပ်နိုင်ပါတယ်။နံပါတ်၄မဟောဂနီမဟောဂနီတစ်သားဟာမိခန့်နိုင်ရှိတဲ့တစ်သားတွေထဲမှာထင်ရှားတဲ့တစ်မျိုးပါ။ဒီတစ်သားဟာလက်တင်အမေရိကအာဖရိကနဲ့အာရှရဲ့အချို့ဒေသတွေမှာတွေ့ရပါတယ်။မော်ဂနီရဲ့ကြမ်းတမ်းမှုနဲ့သဘာဝစီတက်တွေကမီးလောင်ကျွမ်းမှုကိုနှေးကွေးစေပါတယ်။ဒီတစ်သားကိုပရီဘောကအိမ်တွင်းလှဆင်မှုနဲ့တင်မောတီဆောင်ရေးမှာအသုံးပြုကြပါတယ်။ မော်ကနီယာအလာတရားနဲ့ခိုင်ခဲ့မှုကြောင့်ဈေးကြီးပြီးတန်ဖိုးရှိပါတယ်။မော်ကနီရဲ့အမျိုးအစားတွေထဲမှာဟွန်ဒူရက်စ်မော်ကနီကမိခန်နိုင်ရင်မှပို့ထူးကြပါတယ်။ဒီတစ်သားကိုပြင်ပမှာတုံးရင်မိခန်ဆေးတုတ်တာလိုအပ်နိုင်ပါတယ်။တုံးတိကြည်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။